အင်ဒိုနီးရှားနိုင်ငံရှိပိုင်းကလီဝါတူဘီလာကီလာကီမီတော်ဟာအင်ဂါနီကစပြီးပောက်ကွဲနေတဲ့အတွက်ကမ္ဘာလေခီးသွားအချက်ချဖြစ်တဲ့ဘာလီကျွန်းလေယာဉ်ကြီးစဉ်တွေဖျက်သိမ်းထားရပါတယ်။အင်ဒိုနီးရှားမီတော်စောင့်ကြည့်ရေးအေဂျင်စီကဖလိုရက်စ်ကျွန်းပေါ်မှာတည်ရှိတဲ့မီတော်ဟာစတင်ပောက်ကွဲခြင်းကစပြီးမီတော်ပြားတွေဟာအမြင့်30ကီလိုမီတာအထိရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ မီးတောင်သတိပေးအဆင့်ကိုလည်းအမြင့်ဆုံးအဆင့်သတ်မှတ်ထားပြီးမြေချောင်းတွေမှာမီးတောင်ရှွန့်စီးဆင်းမှုအန္တရာယ်ရှိနိုင်တယ်လို့ဒေသခံအာဏာပိုင်တွေကသတိပေးချက်ထုတ်ပြန်ထားပါတယ်ဒေသခံတူကအင်္ဂါနေ့မွန်းလပိုင်းမှာအင်ရှိမှရှိနေတော့မီးတောင်ကစပေါက်ကွက်ခဲ့ပြီးကြောက်တော့ကြောက်ခဲတွေမိုးရွာသလိုကျလာတာနဲ့မြို့ကိုဆွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်နောက်ဆုံးနေနဲ့အေးသွားမှရွာကိုပြင်လာတာပါလို့ပြောပြသွားတာပါ ဘာလီကျွန်းလေဆိပ်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရဘလုံးနေ့ထိဘာလီလေဆိပ်ရဲ့အဝင်ထွက်နိုင်ငံတကာနဲ့ပြည်တွင်းခီးစဉ်30ကျော်ဖျက်သိမ်းထားရပြီးစင်ကာပူ၊ဩစတြေးလျနဲ့အိန္ဒိယနိုင်ငံတွေကလေယာဉ်ခီးစဉ်တွေပါဝင်တယ်လို့သိရှိရပါတယ်။မီးတောင်နဲ့အနီးဆုံးကြေးရွာနှင်ရွာကဒေသခံတွေကို ေးလို့ရောင်ကုန်ရွှေ့ပြောင်းထားတယ်လို့ Rider သတင်းမှာဖော်ပြထားပါတယ်။လက်ရှိချိန်ထိမီးတောင်ကလှုပ်ရှားနေဆဲဖြစ်ပြီးလူထိခိုက်ဒေဆုံးမှုမရှိပေမဲ့မီးတောင်ပတ်ဝန်းကျင်ကလမ်းတွေအိမ်တွေမှာမီးတောင်ပြနဲ့ကြောက်ခဲလေးတွေအလွန်လိုက်ဖုံးအုပ်နေပါတယ်ခင်ဗျာ။